ကပရင်ဆိုတော့အခုလည်းသိလားစီနီယာဆိုတိုင်းကပရင်ဆိုမဖြစ်လားဟိုမလုံနိုင်တော့ဘူးလို့ထင်တာပေါ့နော်ဆိုတော့အဲ့ကာလာတော့ကတော့တော်တော်လေးကိုစိတ်သက်သာပြီးဘောလုံးလောကကနေနားဖို့အချိန်တော်မှဖြစ်ခဲ့တော့အဲ့နောက်ပြီးလိုက်မှတော့ကျွန်တော်ပြောဦးပါရယ်ဒီကဟိုကိုတီးတဲ့စအရွယ်ကနေပေါ့နော်ဒီရက်ွက်ထဲမှာကျွန်တော်ဘောလုံးစပြီးတော့ ကစားတယ်အာကျွန်တော်ကအလက်ကောင်ပေါ့နော်အလက်ကောင်နဲ့သူနဲ့ကျွန်တော်နဲ့ကစားရင်းနဲ့ပေါ့နော်အဲ့ဒါဟိုဘလူးပဲခုနကကျွန်တော်ပြောသလိုပဲတိရစအရွယ်ကနေကအဲသူနဲ့ကိုနေရက်ွက်ထဲမှာကစားနေပြီပြီးရင်ကျွန်တော်အဲဟိုပေါ့တခြားရက်ွက်တွေမှာလိုက်ကစားရပေါ့နော်ပြီးရင်ဟိုကျွန်တော်တက်နေတဲ့အကြောင်းအကြောင်းအဲဟိုပေါ့အလဲတန်းအကြောင်း၅တန်း၆တန်းပေါ့နော်အဲ့ရန်လေးစပြီးတော့ကျွန်တော်တော့ချက်အာ ရောက်ကတည်းကစားရင်ကျောင်းပွဲလိုက်ကစားရင်လည်းမကျွန်တော်ရှစ်တန်းနှစ်လောက်ကြာတော့အဲ့မှာဟိုအကျောင်းသားပွဲစကစားပြတာပေါ့နော်။အကျောင်းသားပွဲစကစားပြတော့အဲ့မှာအကျောင်းသားပွဲကစားတယ်။အဲ့ဒီမှာတော့ဒီမန်လေးအခသိပ်ပံမှာဟိုဟာသင်တန်းနေဖွင့်နေပြ။ဒါပေမဲ့ကျွန်တော်မန်လေးမြို့ကဆိုပေမဲ့ကျွန်တော်အဲ့လိုမျိုးတွေတော့ဖွင့်နေဆိုတော့ကျွန်တော်မသိဘူးပေါ့နော်။နောက်ပိုင်းအဲ့ရှစ်တန်းပြီးကိုရန်တောက်လျှောက်ကျွန်တော်ဒီကျောင်းကျောင်းသားပွဲတွေပဲကစားရင်လည်းအကျောင်းသားကျောင်းသားပွဲကနေမှတစင်မြို့နယ်ပွဲပေါ့နော်မြို့နယ်ပွဲကနေခရိုင်ပွဲခရိုင်ပွဲမှာမှာကစားရင်းနဲ့အဲအကသိပ်ပံနေပြဆရာကြီးကတွေ့ပြီးတော့ကျွန်တော် ဒီလိုတိတ်ပန်ချောင်းရှိရောပေါ့နော်သူတက်ချင်လားဗာညာနဲ့ဆိုတော့ကျွန်တော်ဟိုကိုကတော့ဘလုံးကစားရရင်အဆင်ပြေရယ်ဆိုတော့ကျွန်တော်အဲကျွန်တော်တက်ချင်တယ်ပေါ့နော်အဲ့လိုအနေမှာတိတ်ပန်ချောင်းစားရပြီးတော့ကစားပြေတော့ပေါ့ထောက်မဟုတ်ပြီလားဆိုတော့အဲတောက်ချောက်ကျွန်တော်ကစားနေရုံတောက်ချောက်ကတော့အာသူတို့လိုက်ပို့ပေးရပေါ့နော်အဲတင်တန်းတွေပါတယ်တင်တန်းတွေအဲ့တော့တင်တန်းတွေတော့မရှိဘူးပေါ့နော်ဒီလိုမျိုးကျွန်တော်အိမ်ရနေပြီးတော့ပထူးဝင်းမှာသွားပြီးတော့လေ့ကျင့်လာလို့ပါဆိုရင်တော့အဲ့ဒါဖေးကလိုက်ပို့ပေးတာမျိုးရှိရတယ်နော် ဲ့လိုပဲကျွန်တော်သိပ္ပံအကြောင်းမှာ2003 2004ပေါ့နော်အဲ့မှာတင်တန်းအဲစပြီးကျွန်တော်တက်ခွင့်ရတဲ့အချိန်မှာအဲ့ချိန်တော့ကျွန်တော်လည်း10တန်းနှစ်ပြည့်နေ10တန်းနှစ်ပြည့်ဆိုအာမိဘတွေကတော့10တန်းဖြည့်ပြီးမှပေါ့သူကလည်းဟိုလုံးဝတရားဝါသနာပါနေတယ်ဆိုတော့10တန်းကိုတော့ အောင်ဒီဖြစ်စီကြာဒီဖြစ်စီဖြည့်ပြီးမှပဲဆိုတင်နှောင်းတက်စီခြင်းပေါ့နော်ဒါပေမဲ့အဲ့မှာတော့တော့တိတ်ပန်ကြောင်းမှာဆိုရင်ကိုရန်ဆယ်တန်ကြောင်းထားပေးတယ်ဈေးငင်းအကုန်လုံးပေါ့နော်အဲ့လိုဆိုကြတော့အဆရာတွေကလည်းလာပြီးတော့မိဘတွေကိုနားလဲအောင်ပြပြတဲ့အချိန်မှာမိဘတွေကလည်းအမှခွင့်ပြုပေးလိုက်တော့ကျွန်တော်2000 2000လေးမှာစပြီးတော့အဲ့မှာစတက်ခဲ့တာပေါ့နော်တက်ခဲ့ပြီးတဲ့အချိန်မှာကျွန်တော်အဲ့မှာ2000 2000လေးတက်ပြီးတဲ့အချိန်မှာကျွန်တော်ဒီရန်ကုန်မှာဝင်းကြီးထဏာပွဲပေါ့နော်အဲ့ပြိုင်ပွဲကိုကျွန်တော်လာရှင်ပြိုင်တဲ့အချိန်မှာကျွန်တော်တို့ကအဲ့မှာအာဒုတိယရခဲ့ပါတော့အဲ့ရနေစပြီးတော့ကျွန်တော်အဲ့ပွဲကနေစပြီးဒီ၄င်း ဘနာမအဖြစ်ရွေးချယ်ပြီးဖြစ်ခဲ့တော့ဟုတ်ဒီကတော့ဘောနောပြိုင်ပွဲတိုင်းကတော့ကျွန်တော်တို့ကတော့အမတ်တရရွာအမတ်တရရည်ပြပါပဲเนาะဒါပေမဲ့ဒီစီးကိန်းလို့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီနီးစပ်ဆုံး ကမ္ဘောဒီးယားစီးကိန်းပေါ့နော်အဲ့မှာဆိုကျွန်တော်တို့ဒါဖိုင်နယ်တက်ပြီးတော့ဖိုင်နယ်တက်ခွင့်ရခဲ့ရတယ်ဖိုင်နယ်ရှင်းပြိုင်ခွင့်ရခဲ့ပေါ့နော်ကျွန်တော်ကျွန်တော်စပြီးတော့ဒီလေးစဉ်စကစားပါရေဆိုခွင့်နဲ့ကျွန်တော်တို့ဒီစီးကိန်းမှာရှူတစိတ်စုလည်းမရခဲ့ဘူးကျွန်တော်အနေနဲ့ဆိုရင်ပြောရရင် ဖိုင်နယ်တော့မတက်ခဲ့ဘူးဗျာရှီယာစီနီယာတွေကတော့အဲသူတို့စီးကိန်းမှာဖိုင်နယ်တက်တယ်ဒီစိတ်ရခဲ့တယ်ပေါ့နော်တောက်လျှောက်ကျွန်တော်စပြီးလေးစဉ်ဖြစ်ပြီးတော့စီးကိန်းပွဲတွေကစားခဲ့ပြီးမြဲအဲ့လိုမျိုးပဲဖိုင်နယ်ကိုမတက်ခဲ့ဘူးပေါ့နော် ဲ့တော့မမရရဆိုဒီအနည်းဆက်ဆုံးဟိုပေါ့ကမ္ဘောဒီးယားစီးကိန်းမှာ final တက်ပြီးတော့ဒုတိယရခဲ့ရအဲ့တော့အမှတ်ရပေါ့အဓိကတော့ဘောနော်ဟိုအဲဘယ်လိုပြောရမလဲလေးစားချစ်ခင်မှုဆိုတော့ကိုလှုပ်တဲ့အလုပ်ပေါ်မှာပေါ့နော်ကိုယုံကြည်မှုပြည်ထားတယ်လေးစားမှုခံရအောင်ပါလဲကျွန်တော်ဒီကွင်းထဲမှာပေါ့နော်ကွင်းထဲကွင်းပြင်ကိုရဲ့နေထိုင်မှုပဲဖြစ်ဖြစ်ဒီ performance အနေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ကိုကတော့အတက်နိုင်ဆုံးကိုကယုံကြည်မှုရှိရှိဒီ training ဝင်းမှာဆိုလဲ performance ကောင်းအောင်ပေါ့နော်ကိုကကိုအရင်ဆုံးအာလေ့ကျင့်တယ် အာလိုအပ်တာရှိလို့ရှင်လည်းပြောတယ်အဲကွန်မန့်ပေးတယ်ပေါ့နော်ဒီကွင်းထဲမှာတော့အတက်နိုင်ဆုံးကျွန်တော်အဲ့ဟာကိုဒီဇိုင်းမဲမဲရအောင်ကျွန်တော်လုပ်တယ်ပေါ့နော်အဲနောက်တစ်ခုကျွန်တော်ပြောချင်တာခုနကပြောသလိုအာကွင်းထဲမှာ performance ပေါ့နော်ကိုယ့်ရဲ့ performance ဘယ်လိုထိမ့်မလဲပေါ့နော်ကို performance ကောင်းနေမှလည်းကျန်တဲ့ကစားသမားတွေကိုအာ control လုပ်လို့ရမယ်ဟိုသူတို့လည်းနားခံမယ်ပေါ့နော်အဲ့လိုမျိုးနဲ့ကျွန်တော်ဟောသွားပါတယ်ဟုတ်ကပရင်ဆိုတော့အကိုလည်းတည်လား senior ဆိုတိုင်းကပရင်ဆိုမှဖြစ်နိုင် ကျွန်တော်တော့ဒီလိုပဲတယ်ကျွန်တော်လည်းဟိုဒီလိုဂျူနီယာဘဝကနေကပိန်ဖြစ်ခဲ့ရပါတော့เนาะကျွန်တော်နောက်တစ်ခုဒါထည့်ပြောတာပါဟိုကျွန်တော်ဆိုလည်းကပိန်ဖြစ်ခဲ့တယ်ဆိုမှကျွန်တော်ရှေ့ရစီနီယာတွေနဲ့ရှင်ပြီးမှကျွန်တော်ကပိန်ဆိုတဲ့ဟာမျိုးဖြစ်ခဲ့တာပါတော့เนาะဆိုတော့ဒီဟာဒီကပိန်ဆိုတာကလည်းဟိုကြီးရံခဲ့တာနဲ့မဆိုင်အတင်းပေါ်မှာလီဒါရှစ်လုပ်နိုင်တဲ့ဟာမျိုးအတင်းကိုဘယ်လိုဥဆောင်ပြီးတော့ပြုနိုင်မလဲအာဘယ်လိုပေါ့နော်အတင်းရဲ့ balance ကိုချိန်မယ်ပြီးရင်နောက်တစ်ခုဒီနီးပြားနဲ့အဲ player တွေရဲ့အကြောင်းပေါ့ communication ပေါ့နော်ဘယ်လိုလဲအဲ့ဒါတွေအားလုံးဟို ကျွန်တော်တော့ထည့်ပြီးစဉ်းစားတာပေါ့နော်ဆိုတော့ခုနကကျွန်တော်ပြောသလိုပဲဟိုအတင်းကောင်းဆောင်ဆိုတာကအသက်ကြီးရငယ်ရနဲ့မဆိုင်ဘူးအစီနီယာဂျူနီယာနဲ့မဆိုင်ဘူးเนาะအတင်းအပေါ်မှာဘယ်လောက်ထိကိုဥဆောင်နိုင်မလဲဆိုတော့ပုံမှန်မူတည်လို့ကျွန်တော်ထင်တာပါဒါကကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့နောက်ပိုင်းမှာကျွန်တော်မြင်တာပေါ့เนาะဒါပါတော့အခုလောလောဆယ်ဆိုရင်တော့ဝင်သိပြီးလုပ်ချက်တယ်ရှိတယ်ပေါ့เนาะသူ့အပြင်မှာဆိုတော့အဲကျွန်တော်တို့နောက်မှာဆက်ပြီးအစီနီယာလိုက်မယ်ဆိုရင်ခင်မုံမုံထွန်းပေါ့ခင်မုံမုံထွန်းရှိမယ်အဆန်းတော်တော်ဖြူဖြူဝင်လို့ရှိမှာပေါ့ဟုတ် ဘာမလဲဆိုကျွန်တော်ဒီပထမဆုံးဒီအန်ကယ်ပေါ့နော်အန်ကယ်စပြီးတော့ဖြစ်တဲ့အချိန်မှာကျွန်တော် operation လောက်က2015လောက်ကပေါ့2015လောက်ဆိုတော့ပထမကျွန်တော် operation လောက်တွေမှာ3လလောက်ပဲအာဒေါက်တာဆရာဝန်တွေကတော့ဟိုပါပေါ့နော်ပြန်ကစားနိုင်မယ်လို့ပြောချိန်မှာကိုလည်း3လလောက်ဆို okay ပေါ့ဆိုပြီးတော့ကျွန်တော်ခွဲပြီးတော့ဟိုပစ်လိုက်တဲ့အချိန်မှာအမှန်တကယ်3လလောက်နဲ့ကျွန်တော်တို့ကပြန်ပြီးတော့မလုံလောက်ဘူးဗျာဘာလို့လဲဆိုတော့တကယ်တကယ်လည်းကျွန်တော်တို့ဒီ rehab နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့မှာ knowledge တိတ်မရှိဘူး ဆိုတော့တကယ်တကယ်ကျွန်တော်အဲ့မှာခွဲလိုက်တဲ့အချိန်မှာကျွန်တော်အလုံးလုံး၈လလောက်ကြာသွားတယ်။အဲ့အချိန်မှာကျွန်တော်ကိုကျွန်တော်စိတ်တဲ့အရန်ကြာသွားပုံမြုံမှန်းထားတဲ့၃လမဟုတ်ဘူးနဲ့၈လလောက်ကြာသွားတဲ့အချိန်မှာကျွန်တော်အာနောက်တစ်ခုကဒီဝီဟန်နဲ့ပတ်သက်ပြီးတော့ကိုတေချာမလုံနိုင်ခဲ့တဲ့ဟာတွေပေါ့မှာဒီဘက်ခြေောက်ကလုံးဝတိမ်သွားတာတွေပါရှိရောပေါ့နော်။ရှိရောကိုကအရန်ကိုစိတ်တဲ့ကြာသွားတယ်။ပြီးတော့အာကိုမလုံနိုင်တော့ဘူးလို့ထင်တာပေါ့နော်။ဆိုတော့အဲ့ကာလတော့တော်တော်လေးကိုစိတ်ထဲကြပြီးဘောလုံးလောကကနေနားဖို့အထီတော်မှဖြစ်ခဲ့တာပေါ့ ဖြစ်ခဲ့တဲ့အချိန်မှာဒါအခုအနည်းဆက်ဆုံးဆိုတာဆရာတက်ပေါ့နော်သူကအာသူတို့ nationality ပြန်ဖွင့်မဲ့အချိန်မှာအဲကျွန်တော်ပြန်ပြီးတော့ဟိုဟာလုပ်တဲ့အချိန်မှာကျွန်တော်ဟိုမှာမဖြစ်နိုင်တော့ဘူးထင်တယ်ပေါ့နော်ဆိုတော့မင်းအောင်သမင်းပြန်လုပ်ကြည့်ဆိုတော့သူကအနည်းဆက်ဆုံးသူ ပြန်ပြီးတော့ဗောနော် train တာဗောနော်ဆိုတော့ကျွန်တော်โอเคကျွန်တော်ပြန်လုပ်ကြည့်မယ်ဆိုတဲ့အချိန်မှာအဲကျွန်တော်ပြန်လုပ်ရင်းနေဗောနော်အဲကိုကိုယုံကြည်မှုပြန်တိဆောက်တယ်ခုနစိတ်တက်ကြနေတဲ့ဟာတွေကိုပြန်ပြီးတော့ဗောနော်တွန်းလှန်နိုင်မယ်ဆိုတဲ့စိတ်ဗောနော်ငါလုံနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ပြန်ပြီးတော့ကျွန်တော်ပြန်လုပ်ခဲ့ဟုတ်ဟာယူကျင်တော့ဗောအာအနာမြူခင်ချင်းအခုဆိုကျွန်တော်ပြောသလိုလေးဟိုစီးကိန်းမှာကျွန်တော်ရွှေ့မရဘူးညာကျွန်တော်အနေနဲ့ဆို EFF မှာကျွန်တော်ရွှေ့ရဘူးတယ်အဲရဘူးတယ်ဖြစ်တဲ့အတွက်ဒီစီးကိန်းမှာတော့เนาะကျွန်တော်၄၀ဆုံးရွှေ့မနာခင်ချင်းမှာဗောနော်ကျွန်တော် ယူကျင်သေးတယ်တက်နိုင်တော့ကျွန်တော်အခုစူးစမ်းကြည့်ကျင်သေးတယ်ပေါ့ဟုတ်ကျွန်တော်အင်တာဗျူးတစ်ခုမှာတော့ကျွန်တော်ပြောဦးရယ်အဲ့လိုပေါ့နော်ဟိုတီပတ်ထွက်ကစားဦးတော့အဓိကကိုကိုယုံကြည်မှုရှိဖို့လဲလိုတာပေါ့နော်ဟိုဘာသာစကားရတော့အခက်အခဲရှိကောင်းရှိမှာဒါအာလေ့လာမယ်သင်ယူမယ်ဆိုရင်တော့ဒါအခက်အခဲတစ်ခုတော့မဟုတ်တော့ဘူးပေါ့နော်ဆိုတော့နောက်တစ်ခုကအဲဌာနဆိုင်ရာတွေဖြစ်တဲ့အတွက်သူတို့တော့ဟိုဘက်မှာဒီဘက်နဲ့အဲထွက်ဖို့ခက်ခဲတာလေးရှိနေမှာအဲ့တော့ကျွန်တော်ဟိုအရင်တော့ပြောခဲ့သလိုပဲပုဂ္ဂိုလ်ယုံကြည်မှုရှိပြီးတော့ပေါ့နော် try စေချင်တယ် အခုပြောသလိုပဲကျွန်တော်တို့သွားကစားတယ်ယူရီးယားမှာပြီးသွားကစားတယ်ဗျာဟုတ်ကုပ်ပလီယာရင်းနဲ့ရှင်လို့ရှင်ကုပ်ပလီယာရီးကသူတို့တောင်ပို့ပြီးတော့အာကောင်းနေတာမျိုးတွေရှိရအဲ့တော့ကစားစေခြင်းလေဗျာအဲအတွေ့အကြုံလည်းပို့ရမယ်အာအတွေ့အကြုံအဓိကအတွေ့အကြုံပေါ့နော်အဲပြီးရင်ပွဲများများကစားရမယ်သူတို့ဒီမှာဘလို့အားနေချက်အတာချက်တွေဟိုကဖြစ်နေလဲဆိုတော့ဒီမှာလည်းပြန်ပြီး share လုပ်လို့ရတယ်ဗျာအဲ့တော့ကျွန်တော်ကခုနပြောသလိုပဲကိုယ့်ကိုယ်ရင်းချင်းရှိပြီးတော့အခက်အခဲတွေအားလုံးကိုကျွန်တော်ကလေ့လာမယ်သင်ယူမယ်ပေါ့နော်ဟုတ် ဟိုအဲ့ဒါလေဘယ်လိုပြောမလဲအမျိုးမျိုးပေါ့နော်တို့ရစီမှာလည်းတို့ကလည်းသူပန်ပိုးတာရှီကောင်းရှိလိမ့်မယ်ကျွန်တော်လည်းအရင်ကနေကဒီဘယ်လိုပြောမလဲမပန်မိုးနိုင်ရင်ကနေကကိုယ့်အနေကိုလှုပ်လာအစ်စ်တစ်ခုရောက်အောင်ကျွန်တော်တို့တွေလှုပ်ဆောင်နိုင်ခဲ့တယ်ဗျာကြည့်ရမှာအဲ့တော့ယောက်ျားလေးမိန်းကလေးမှမဟုတ်ဘူးဘောလုံးကတို့ရစီမှာလည်းတို့ကလည်းသူတိုးတက်ပြောင်းလဲနေရှိရဲအဲ့လိုကိုယ့်စီမှာအများကြီးမပြောင်းလဲနိုင်ဘူးဆိုတော့မှ player တွေနဲ့ကိုယ့်စိတ်ကိုပြုပြင်ပြောင်းလဲနိုင်ရမယ်ဟိုကိုယ့်ကိုယ်ကိုယ်စူးစမ်းတဲ့နော်ကျွန်တော်တော့အဲ့လိုပဲမြင်ပါတယ်ဟုတ် ကျွန်တော်ကိုကျွန်တော်မှမဟုတ်ပါဘူးဒီညီမလေးစင်မျိုးကြီးဘောလုံးအသင်းကိုပေါ့နော်ဒီဇိုင်းမမတ်အပိတ်လာကြတဲ့ပိတ်သက်ကြီးကိုအာတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်တော်လည်းထပ်ပြီးတော့ပေါ့နော်စူးစမ်းနိုင်တဲ့လောက်ကျွန်တော်ထပ်ပြီးတော့ကျွန်တော်စူးစမ်းပါအောင်မယ်လို့ဟုတ်